ီစကားလုံးက Wednesday မဟုတ်ဘူးเนาะ Wednesday Wednesday အလုံးဝမင်္ဂလာပါဒီနေ့ days of the week ဝေါ်ဟာရာတွေကိုကျမတို့အတန်အတွက်မှန်မှန်ကန်ကန်နဲ့ပြောတတ်ဖို့ရာအတူတူလေ့လာသိရင်သွားကြမယ်ဟုတ်ပြီเนาะအာတနင်္လာနေ့က Monday 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 လိုက်ပြောကြည့်ပါဦး Monday Monday okay အာအင်္ဂါနေ့ကတော့ tuesday number 2တည်တယ်ဟုတ်အဲ့ဒါကိုကျွန်မခဏငားလိုက်မယ်အလဲက s တန်ဒီ s တန်မထွက်ဘူးเนาะသူက z တန်ထွက်တယ် z tuesday tuesday လိုက်ပြောကြည့်ပါအောင် tuesday tuesday ဘုတ်တဟူးနေ့ကကြာတော့ wednesday အာနံပါတ်1သိတယ်ဟုတ်အဲ့ဒီ1ကိုပြုံပြုံလေးပြောလိုက်အဲ့အတန်ရတယ်1 s တန်ဒီ s တန်မထွက်ဘူး z တန်ထွက်တယ် wednesday wednesday လိုက်ပြောကြည့်ပါဦး wednesday wednesday ကြာတဲ့ပရိနေကတော့နည်းနည်းလေးခက်တယ်သူက th တန်လည်းပါတယ်ကျွန်မ th နဲ့ပတ်သက်ပြီးအရှိတ်ဗီဒီယိုတွေမှာပြောထားတာရှိရယ်เนาะသူက အတန်ပြောနဲ့အတန်မမပြောရတာနှစ်မျိုးရှိတယ်။ဆိုတော့ဒီနေရာမှာ THC အတန်ပြောဖြစ်ပါတယ်။အလဲက R than ကိုလည်းပေါင်းထွက်ရတယ်။ Z than လည်းပါရတယ်။နောက်က D ကိုလည်းပြောရတယ်။အဲ့တော့နည်းနည်းလေးခတ်တယ်။တလုံးချင်းသွားကြည့်မယ်နော်။ Er day Thursday လိုက်ပြောကြည့်ပါဦး။ Thursday Thursday Friday ကတော့လွဲပါတယ်เนาะ Friday Friday လိုက်ပြောကြည့်ပါအောင် Friday Friday နောက်တစ်ခုကစနေနေ့ပါ Saturday Saturday ဒီနေရာမှာလေး ठी တန်ကို ठी မထွက်ဘူးเนาะဒီတန်ထွက်တယ် d d Saturday Saturday လိုက်ပြောကြည့်ပါအောင် Saturday Saturday. Sunday. The nigga neva. Sunday. Sunday. Live your jiwao. Sunday. Sunday. အဲ့ဒါဆိုရင်ကျမတို့ days of the week do ဝဟာရတွေကိုအတူတူပြောကြည့်မယ် Monday Tuesday Wednesday Thursday Friday Saturday Sunday အားလုံးပဲရမယ်တင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်ဆုံမယ်နော်